မတ်လ29ရက်နေ့ကပြုလုပ်ခဲ့တဲ့ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော်ပထမပုံမှန်စီဝေမှာကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်မြကြီးနားမြို့နယ်မဲဆန္ဒနယ်အမှတ်တကဒေါက်တာခတ်အောင်ကိုအမည်စင်းတင်သွင်းခဲ့ပါတယ်။ဝန်ကြီးချုပ်အဖြစ်အမည်စင်းတင်သွင်းခံခဲ့ရတဲ့ဒေါက်တာခတ်အောင်ကပြည်နယ်သူပြည်နယ်သားတွေအရေးကိုဦးစားပေးလှုံ့ဆော်သွားမယ်လို့ဆိုပါရတယ်။ကျွန်တော်တကယ်တောင်းယူတဲ့အချိန်ကစပြီးတော့ဘေးအောင်ဥစားပေးရမယ်ဟုတ်လားအဲ့ဒါကိုဒီစလေးလာတုံ့တက်ပြီးမှကျွန်တော်တို့ရဲ့ဒီနယ်ဖွံ့ဖြိုးရေးအတွက်ဒီနယ်သူဒီနယ်သားများရဲ့အကျိုးကို ဆောင်ရွက်ပါမယ်အခုလောလောဆယ်တော့အများကြီးရှိတယ်လေလုပ်ဖို့တော့အများကြီးရှိတယ်စင်ခေါ်မှုတွေအများကြီးရှိတယ်အဲ့ဒီအချိန်မှာကျွန်တော်တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာလေးလာတုံးတက်ပြီးတော့ဘယ်အောင်ဦးစားပေးရမယ်ဆိုတဲ့အားဘယ်ပြောပြရစေနော်ကျွန်တော်တို့ကတော့ပြည်သူလူထုရဲ့ရွေးချယ်တင်ပြောင်းလိုက်တဲ့အဲဝန်ကြီးချုပ်ဖြစ်တဲ့အတွက်ဒီပြည်내သူပြည်내သားများပြည်내အတွက်ပဲကျွန်တော်တို့ဦးစားပေးလှုပ်ဆောင်တော့ပါမယ်ဒါပဲကျွန်တော်ရင်ထဲမှာရှိပါတယ်